အင်ဝင်အမရိတ်ကိုအကြီးစားအဆင့်မြင့်နေမှုတွေလုပ်ဖို့စဉ်းစားနေပြီးတော့ဒေးဗစ်ရာယာကိုလည်းစွမ်းဆောင်ရည်ကောင်းလွန်လာကြောင်းလောကလာသာပါတိုးမြင့်ချင်းမြင့်ခဲ့တဲ့အာဆင်နယ်တာဝန်ရှိသူများ အခုနောက်ပိုင်းအာဆင်နယ်တာဝန်ရှိသူတွေရဲ့အတွေးမြင်တွေပြောင်းလဲသွားပြီပြောလို့ရတယ်။အရင်တော့အာဆင်နယ်ကစာချုပ်6လတစ်နှစ်ကျန်တော့တဲ့အထိအရန်ကူမှာကစားသမားကြီးနဲ့ပတ်သက်ပြီးတော့ဟိုတိတ်ပြီးတော့စဉ်းစားတာနောက်ကြလုံးအကြီးစဉ်းစားရဆိုတဲ့အခါမှာကလပ်တင်းအတွက်စဉ်းစားတာကစားသမားအတွက်စဉ်းစားတာအဆသာရှိတယ်။ဒီနေရာမှာအာဆင်နယ်တာဝန်ရှိသူတွေကအသင်းရဲ့ bench နဲ့ပိုင်းနဲ့ပတ်သက်ပြီးတော့ဟိုကွင်းကိုချဲဖို့ကိစ္စလုပ်တယ်။နောက်တစ်ချက်ကကစားသမားကြီးနေပြောဒီအသင်းက ဆွဲဆောင်ရင်ကောင်းရင်ကောင်းတလောက်ငါတို့လာစာတူးရပါလားဆိုတဲ့အသည့်အဲ့ဒါမျိုးတွေပါရိုက်သွင်းသွားတယ်ကြက်ပထမတစ်ချက်အဲ့ဒါကျွန်တော်2006ခုနှစ်ထဲကပြောင်းလာခဲ့တဲ့ Emirates Stadium အခုဆိုလာမယ့်2026ဆိုရင်2 20ပြီတော့မယ်ဒီလို2 20ပြီတော့မယ်အချိန်မှာကျွန်တော်နောက်ထပ် upgrade ထပ်ပြီးလောရတော့မှာက Queen ထိုင်ကုန်အရေးအတွက်တွေတိုးဖို့လက်ရှိချိန်မှာ Arsenal သင်းရဲ့ Queen က6000ဆွဆွလေးပဲစတယ်ဒါပေးတတ်ပေါ့လေ6000နဲ့အတိအကျဆိုရင်904ရောက်ပဲစတယ် ဒါပေမဲ့ဒါက data အချက်လည်းပဲတကယ်ကဒီတက်ပို့ပြီးတော့ဝင်ထိုင်ရတာရှိသူဒီချက်လောက်လည်းပိတ်သက်ဝင်မလာတဲ့အခိုက်တန့်ရင်လည်းရှိတယ်အဲ့ဆိုအခုနောက်ပိုင်းအသင်းတွေကကွင်းနေနဲ့ပတ်သက်ပြီးတော့ဘာကြောင့်အဆင့်မြင့်တယ်လဲဆိုတော့အရင်ကြီးပျော်လွန်းလို့တော့မဟုတ်ဘူးဒါပေမဲ့ကွင်းကြီးလေလေပိတ်သက်ဝင်တာများလေလေအဲ့လိုဆိုလို့ရှိရင်အဲ့ရနေရမဲ့ match day ဝင်ဝေးကလည်းပို့ပြီးကြမ်းလေလေပြီးတော့ကိုယ်အသင်းရဲ့အချိန်ဝါဘယ်ဒီကွင်းနဲ့ထပ်ပြီးပြနိုင်လေအများကြီးရှိတယ် ဝင်းဝင်းတီဆောက်ရဆိုတာဘယ်လိုနောက်မှကုန်ကြစီလေးရှိတယ်အထူးသဖြင့်ကျွန်တော်တို့ကတန်လေးရကုန်မဆိုပြီးမှန်းထားလိုက်တယ်တီဆောက်နေရင်ကာလာတွင်းမှာဈေးတက်သွားတာမျိုးတွေထပ်ပြီးဖြည့်ကျင်တာမျိုးတွေဒီနေရာမှာဓာလေးသုံးမှာတက်ဟိုဟာလေးထည့်လိုက်တာမျိုးတွေမထင်ထားတဲ့တခြားကုန်ကြစိတ်တွေနဲ့တန်လေးရသုံးမဆိုတန်း6လောက်ကြာတယ်တချို့ဆိုလို့ရှိရင်နှစ်ဆတောင်ကြာတာရှိတယ်အခုအာဆင်နယ်ကပေါင်တန်း400 500လောက်တော့ယာထားတယ်ဒီအိမ်ကွင်းကိုအဆင့်မြင့်တင်တာအခုကျွန်တော်တို့ကဟို6000ဆွန်းဆွန်းလေးပဲစက်နေဆိုပေမဲ့အာဆင်နယ်ကပိတ်သက် 9000လောက်ဆက်မဲ့ထိုင်ကုန်ရေတွက်လုတ်ချင်တယ်အဲ့တော့ကျွန်တော်တို့ကဒီတိုင်းပွဲတွေကန်နေနဲ့မသိမသာထိုင်ကုန်တိုးသွားလို့ရတာမဟုတ်ဘူးတချို့ပိုင်းတွေမှာကျွန်တော်တို့ဒီစတန်တွေပြန်ဖြုတ်ရတယ်ဒီကျညာဘုတ်တွေနဲ့ပတ်သက်ပြီးတော့ဘလို့ပြန်လုတ်မလဲပြီးရင်ဒီပွဲကြည့်စဉ်အနေထားပြီးရင်ဒီ height ကိုထပ်ပြီးမြင့်မလာအမိုးရောအလုံးပိတ်မလာအဲ့ဒါကြီးကျွန်တော်ပြန်ပြီးတွေးလာရတယ်ဒီထိုင်ကုန်တွေနဲ့ပတ်သက်ပြီးတော့လေပို့ပြီးဝင်ဆက်မဲ့ထိုင်ကုန်ပုံစံမျိုးတွေတို့စီတွေပြန်ပြီးပြောင်းလဲတက်မလားဒါကြီးရတဲ့ချက်ရှိသေးတယ်အဲ့တော့ Arsenal အသင်းတွေနဲ့လက်ရှိ ရီးမီးယားလိမှာဆိုလို့ရှိရင်တော့ထိုင်ကုန်ရေအတွက်ရန်နေတဲ့အသေးနဲ့မှာတော့မပါဝင်ဘူးပေါ့လေဒါပေမဲ့နှစ်20ရှိပြီဆိုတဲ့အချိန်မှာတော့ထပ်ပြီးအဆင့်မြင့်တင်ဖို့လိုအပ်လာတယ်လက်ရှိအချိန်မှာဒီကလပ်သင်းတွေပိုင်တဲ့ပရီးမီးယားလိကလပ်အသေး20ထဲမှာဆိုလို့ရှိရင် Old Trafford ကပေးသက်9653ရောက်ထိစတယ် တော်တန်ဟော့စပါက6850အန်ဖီက6286အာဆင်နယ်က6904ယောက်အီတီဟက်က9569စတန်ဖို့ဘရစ်ကတော့4198ဒါကပိသက်ဝင်ဆက်နဲ့ကြီးချောက်ကြီးတွေအသင်းတွေကြောင့်ပဲကျွန်တော်ပြောလိုက်တာအဲ့တော့အာဆင်နယ်အသင်းတွေထားရဆိုလက်ရှိပရီးမီးယားလိထိပ်တန်းသိနေမှာဆိုရင် ဒီဘောလုံးကန်နေတဲ့ကလပ်အသင်းတွေမှာကိုပိုင်ကွင်းနေတယ်မှာဆိုရင်အာဆင်တွေကအဆင့်၄မှာရှိတယ်ပိတ်သက်ဝင်ဆက်မှုအကယ်၍များသာပိတ်သက်9000ကျော်ဆန့်ကွင်းတစ်ကွင်းကိုလုတ်ပြီးလို့ပြီးစီးသွားခဲ့ရင်တော့အာဆင်တွေကလန်ဒန်မှာဆိုရင်ပိတ်သက်ဝင်ဆက်မှုအများဆုံးဒီကလပ်အသင်းတွေတသင်းဖြစ်လာတော့မှာကျွန်တော်ဟိုဝင်ပါလေကွင်းနေပါကြရင်မပြောတော့ဒါတွေကတော့ဟိုသူတို့ကတသက်စတေဒီယမ်ကြီးပေါ့လေအထိမ့်မက်ဒီမှာညာလုတ်ဖို့အတွက်ဒါကတော့ဘောလုံးကန်နေတဲ့ ပရီးမီးယားလိဂ်ကလပ်တင်းတွေပိုင်တဲ့ကလပ်တွေကိုပဲကျွန်တော်ပြောတာအဲ့တော့အာဆင်နယ်တင်းတွေနဲ့လှုပ်လဲလှုပ်ရမှာဘာလို့အာဆင်နယ်တင်းရဲ့ကွင်းကအခုပိတ်သက်6000ဆုံးဆုံးဆိုတာတော့မှဝင်ကြည့်တဲ့ပိတ်သက်ကအရမ်းများတယ်တချို့တွေလည်းကြားရင်းပါပါအာဆင်နယ်တင်းရဲ့ဒီလက်မှတ်ဝယ်တဲ့ကိစ္စတွေတချို့ပိုင်းဒီမှာဝယ်ရတာခက်ခဲလာတယ်အခုကျွန်တော်ဘာကြောင့်ဒီမနက်ခင်းတတိယနဲ့မှာဒါတွေကိုမထည့်လဲဆိုအခုလိုမျိုးအ aya ပါရပြောခြင်းလို့အဲ့တော့အာဆင်နယ်တင်းနေနဲ့အခုလိုမျိုးအစ်စ်မြင့်တင်မှုတွေလုံသွားတဲ့ကာလာတွင်းမှာဆိုလို့ရှိရင်ဝင်းပါလီကွင်းကို ကိုယ့်ရဲ့အိမ်ကွင်းပြင်ငှားရမ်းအသုံးပြုသွားမယ်ကြားသိရတယ်။ကွင်းကြီးကလုံးဝအကြီးပဲ။ဝင်းပါလေကွင်းလို့ပြောလိုက်တဲ့အချိန်မှာဟာလို့ငါတို့တဲ့အိတ်ကွင်းနဲ့တော်တော်လေးကန်ဆက်တာပဲဆိုကျွန်တော်သွားတွေးမိတယ်။ဘာကြောင့်လဲဆိုတော့ဝင်းပါလေကွင်းမှာကျွန်တော် FA ဖလားတွေကန်တာမျိုးတွေနောက်ပြီးတော့ဒီကွန်မြူရိုင်းကန်တာမျိုးတွေမှာဆိုကျွန်တော်တို့ကတော်တော်လေးဟိုမှာဟိုဒီကွင်းနဲ့ကန်ဆက်တယ်ပြောလို့ရတယ်။အကိန်များလာမယ့်နှစ်မှာလုံမလားဒီနှစ်လုံမလားတော့မသိပေမဲ့အကိန်များဒီနှစ်ရာသီဝက်လောက်နဲ့ဝင်းပါလေကွင်းကိုကျွန်တော်ငှားပြီးလုပ်ခဲ့မယ်ဆိုရင်တော့အဲ့ဒီကွင်းမှာဆိုကျွန်တော် ဖလားတစ်ခုခုတော့ major ဖလားတွေ lucky လေးတော့ဖြစ်သွားနိုင်တယ်အဲ့တစ်ခုတော့တွင်းပြရောလေဒါပေမဲ့တချို့ကြားတဲ့ report တွေကဆိုအာဆင်ကလက်ရှိချိန်မှာဆွေးနွေးနေတုံးစဉ်းစားနေတုံးဒီ queen ကိစ္စနဲ့ပတ်သက်ပြီးတော့လုံးမဲ့အရာတွေ design တွေအဲ့ဒါတွေအကုန်လုံးသူတို့ဒီ2026အတွင်းမှာလုံးမဲ့လို့လည်းကြားသိရတယ်ဒါကြောင့်မလို့ကျွန်တော်ဒီဟာနဲ့ပတ်သက်ပြီးလောမဲ့လို့တော့မထင်ဘူးပေါ့လေတည့်ရတဲ့အတိုင်းပဲအခုနည်းနည်းလေးလှုပ်နောက်ကျရင်နည်းနည်းလေးလှုပ်ဆိုရတဲ့ဆိုင်တခါတည်း လုံးဝ share လုပ်လိုက်တာမျိုးလည်းဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်တို့အခုမြင်နေရတဲ့အတိုင်းဆိုလို့ရှိရင်တချို့နေရာတွေမှာထပ်ပြီးထိုင်ကုန်တွေဖြစ်လို့ရတယ်တချို့အဝိုင်းတွေကိုထပ်ပြီးမြင့်တင်လိုက်လို့ရတယ်အဲကွင်းကလုံးဝ share ဖြစ်သွားမယ်ဒီနေရာမှာအပြင်ပကွင်းရဲ့ပုံရိပ်ပုံစံကိုလည်းပြောင်းလဲမလားဆိုတော့တစ်ချက်တော့ကြည့်ရမယ်ဒါဆိုလို့ရှိရင်ကျွန်တော်အခုနောက်ပိုင်းဒီ modern ဘုံလောကကွင်းတစ်ဒီဇိုင်းတွေပုံစံမျိုးလုံးဝသိပ်ပံကွင်းဒီဇိုင်းတွေများဖြစ်သွားမလားတစ်ချက်တော့ကြည့်ရမှာပေါ့လေဒါပေမဲ့အာဆင်နယ်တင်းလီဂျန်ကြီးရဲ့ပုံရိပ်အငွေးသက်ကတော့ရှီအောင်ပါကဲ ဒါဆိုလို့ရှိရင်တော့ဟိုကွင်းတစ်တွေပါကြီးစောက်တံမျိုးမဟုတ်ဘူးရှင်ဆွဲကွင်းကိုပဲဆက်ပြီးအစ်စ်မြင့်နေတာဖြစ်တဲ့အတွက်ပတ်စံတော့ကိုမမှိမ့်မဲ့အရင်ကတော့ကစားမရောင်းချပြီးငွေရှာစရာမလိုဘူးလို့လည်းထင်ပါတယ်စပွန်ဆာတွေကလည်း share ဖြစ်နေအသင်းတာဝန်ရှိသူတွေကသူတို့မှလည်း budget အပိုရှိရအတွက်သုံးတယ်လို့ထင်တယ်ပြီးတော့ဘန်ချင်းငွေတွေရယူပြီးတော့အရေးကြပြန်ပြီးဆက်မဲ့အနေထားမျိုးတွေအဲ့တော့ကျွန်တော်ဟိုးတိတ်ကလိုမျိုးကွင်းတစ်ကြီးတစ်ကွင်းကိုလုံးဝစောက်လိုက်တဲ့အတွက်တချို့ပိုင်းမှာကျွန်တော်အခက်ခဲတဲ့ကစားမကောင်းတချို့ရှင်းထုတ်ရတာရောင်းချရတာမျိုးတွေတော့ရှိလာမှာမဟုတ်ဘူးဒါကတော့ ဟိုအဆင့်မြင့်တင်တာလုပ်တဲ့ဖြစ်တဲ့အတွက်ပြီးတော့လည်းအခုဒီဘက်ခေပေါင်တန်း400 500ဆိုတာကဘလို့ရှာရှာစပွန်ဆာတွေစီကနေပဲကျွန်တော်တို့ဒီတခြားဥစ္စာတွေနဲ့ကျွန်တော်တို့ဝင်ငွေနဲ့လုပ်လို့ရတဲ့အနေအထားရှိတယ်အခုဆိုလဲအာဆင်နယ်ကဝင်ငွေတွေမတည်းရတယ်ချန်ပီယံလိလည်းနှစ်တိုင်းဒီပါဝင်နေတဲ့အနေအထားပေါ့လေကဲနောက်တစ်ခုအဲ့ဒါကတော့တော်ရင်တော်တဲ့သူတွေကိုနေရာပေးလာတာအာဆင်နယ်အသင်းမှာအရန်ကစားမတအူးဖြစ်တဲ့ထရော့ဆက်ကိုအသင်းမှာဆက်ပြီးစီယုံထားနိုင်ဖို့ရဲ့ကစားသမားရဲ့လစာနေပြီးတော့ စွမ်းဆောက်ရည်တအားကောင်းနေအောင်ကြံကနေနွေစည်းကွက်တုံးကလဆာတိုးပေးခဲ့တယ်။ဆာချုပ်တက်တန်းတိုးလိုက်တာမဟုတ်ဘူး။အဲ့ဒီပုံစံအတိုင်းပဲကြံကနေနွေတဲကဆွေးနွေးလာခဲ့တဲ့ဒေးဗစ်ရိုင်ယာကိုလည်းအခုချိန်မှာလောက်ခါစာတိုးမြစ်ပေးလိုက်တယ်။ရိုင်ယာအနေနဲ့တပတ်ကိုပေါင်တသိန်းရတယ်။အဲ့ဒီတပတ်မှာပဲစွမ်းဆောက်ရည်ကောင်းလို့ရှိရင်ဘောနပ်စ်ကပေါင်2000ခွဲရှိတယ်။တသိန်း2500ပေါ့လေ။တစ်နှစ်ကိုပေါင်6.5သန်းရတယ်။အခုအဲ့ထက်တိုးမြစ်ပေးလိုက်တယ်။ကျွန်တော်ထင်တာတော့လေ ဒါ report တွေမှာတော့ကျွန်တော်မတွေ့ဘူးကျွန်တော်တွေ့ရဲ့အမြင်ကဆိုနောက်ထပ်4000 5000လောက်တော့တိုးပြီးလောက်တယ်အဲဒါ debit rider အနေနဲ့တပတ်ကိုပေါင်3000ခွဲလောက်ရမယ်ထင်တယ်တက်တိုက်ဆက်ဆိုင်ပဲဒီတည်နေထွက်ပေါ်လာတာလေ debit rider ရဲ့ပထမဆုံးရင်သွေးလေးရတဲ့အချိန်ဆိုတဲ့အတွက်ကလေးလေးကအကျိုးပေးရလို့တော့ပြောလို့ရတယ်အဲဒါ Arsenal အသင်းမှာလက်ရှိချိန် rider ကအသက်ကို 30တန်းအောင်ရောက်လာခဲ့ပြီဘာလို့လဲပေါ့လေဒါပေမဲ့ဂိုးသမားတူဖြစ်တာဖြစ်တဲ့အတွက်33 34လောက်ထိကတော့ကောင်းကောင်းဖမ်းလို့ရတယ် quality မြင့်ဂိုးသမားတွေဂျားထဲမှာဖြစ်မလားဒါမှမဟုတ် raya ကိုပဲတောက်လျှောက် idea သုံးသွားမလားဆိုတော့ကြည့်ရမယ်စာချုပ်က2028ခုနှစ်ထိကြံသေးတယ်ဒါပေမဲ့ဒီတိုင်းလေးပဲအသေးကကုညာစိတ်တက်တိုင်ပြီးရောဆိုပြီးလက်ဆောင်မျောပေးလို့ရပြီမဲ့ဒီလိုမျိုး ကစားသမားတယောက်ကောင်းတဲ့ခါမှာလာစာတိုးမြင်ပေးလိုက်တာကျန်တဲ့ကစားသမားတွေကိုလည်းဟာငါတို့ကောင်းရင်ကောင်းတယ်လို့ဒီသင်းကလာစာတိုးပေးမှာပါလားဆိုတဲ့အသိဉာဏ်ဝင်သွားရင်ကစားသမားတွေစူးစမ်းကျင်လာတယ်။အဲ့ဒါကဝန်ထမ်းလုပ်နေဆိုပိုသိရယ်သိရမလားဒီတိုင်းလေးပဲလုပ်နေလို့ပုံမှန်လာစာလေးပဲရတဲ့သူနဲ့စူးစမ်းရင်စူးစမ်းလောက် daily bonus ပေးတဲ့ဝန်ထမ်းတွေကမတူဘူး performance တွေပါပိုပြီးထွက်လာတယ်။အခုအာဆင်နဲ့အဲ့ပုံစံမျိုးလုပ်တာအခုလာမယ့်စာကကိစ္စမှာဆိုလို့ရှိရင်အသင်းရဲ့လောက်ခလာစာအမြင်မှဆုံးကစားသမားဖြစ်ပေးဖို့ရှိတယ်ဆိုတော့ ကြားသိရတယ်။ဒေးဗစ်ရိုင်ယာအနေနဲ့ဒီယာဒီအာဆင်နယ်တင်းနဲ့ပြိုင်ပွဲစုံ၉ဝဲကစားထားတယ်။အဲ့ဒီ၉ဝဲမှာဆိုလို့ရှိရင်ကလင်းချ၆ပွဲထိရထားတယ်။ပြိုင်ပွဲစုံကအမှန်တကယ်၁၀ပွဲပေါ့လေ။တပွဲကတော့ကီပါဝင်ပြီးဖမ်းထားခဲ့တာ။အဲ့တော့လက်ရှိအာဆင်နယ်တင်းတာဝန်ရှိသူနဲ့ပတ်သက်ပြီးကျွန်တော်နောက်ဆုံးပြောချင်တာကတာဝန်ရှိသူတွေဒီဘက်ခေအာဆင်နယ်ပတ်သက်တဲ့အတွေ့အမြင်တွေတော်တော်လေးစမှတ်ကြလာတယ်။မိုက်လာတယ်။ဝင်ဝေရပောက်ရလည်းနဲ့ပတ်သက်ပြီးတော့လေကောင်းမင်းညွမေဆိုရယ်စပွန်ဆာကြီးနဲ့ချိတ်ဆက်လာတာရှိတယ်အခုအသင်း မတ်ဒေးနဲ့ပတ်သက်ပြီးဝင်လာမဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့လေကွင်းကိုချဲဖို့ကိစ္စကြီးလုပ်နေတယ်ဒီမြန်မာအာဆင်နယ်သင်းရဲ့တချို့ report တွေပေါ့လေဒါတွေကလည်းအပြုတ်အမှန်ညင်မှမှန်ပါလိမ့်မယ်အာဆင်နယ်သင်းရဲ့မတ်ဒေးတပွဲကိုတနည်းကဒီအာဆင်နယ်ဝက်ဆမ်ပွဲစဉ်မျိုးပေါ့လေအဲ့လိုပွဲစဉ်မျိုးဆိုအာဆင်နယ်က UO 6တသမတတန်းရရှိတယ်တပွဲတည်းနဲ့နော်6တသမတတန်းပေါင်အားဖြင့်ဆိုရင် ပေါင်9တသမ14မီလီယံအဲ့လောက်ထိရရှိတယ် ဒါကဘာကိုပြလဲဆိုတော့ပိတ်သက်6000ဆုံးဆုံးလေးပဲဆက်တဲ့အချိန်မှာတော့ဒီလောက်ရတယ်ဆိုရင်ပိတ်သက်8000 7000တိဆက်တဲ့အနေထားမျိုးဆိုလို့ရှိရင်မရဟရရရမှာဒီနေရာမှာအာဆင်နယ်ပိတ်သက်တွေကဒီပိတ်သက်6000ဆန့်ကွင်းတယ်လေအဆင်ပြေနေဗာညာဆိုပြီးတချို့တွေပြောရမှန်ပေမဲ့ ကွင်းကပိုကြီးွားပြီးတော့ထိုင်ကိုကြီးအတွက်များလာတဲ့ခါကျရင်အခုလိုမျိုးမောင်ခိုဈေးကွက်မှာလက်မှတ်ရှာတာထက်ပိုပြီးတရဝင်ရောင်းတဲ့အပိုင်းပိုပြီးအားသာဝါတယ်ဒီနေရာမှာအာဆင်နယ်ဖန်တွေနေမဟုတ်ဘောလုံးဝါဒနာပါတဲ့ဘလို့ပြိုင်ဘက်ပိတ်သက်မျိုးဆိုဝင်ကြည့်တာရှိတယ်ပြီးတော့ကိုနဲ့ကန်နဲ့ပြိုင်ဘက်အသင်းပိတ်သက်တွေလိုက်လာပြီးကြည့်တာရှိတယ်ပြီးတော့အထဲမှာလေးလာသူနေနဲ့ကြည့်ရသူတွေရှိသလိုမျိုးဟိုတခါလေကျွန်တော်တို့ဒီ trip သွားတဲ့လူတွေဝင်ပြီးကြည့်ကြမျိုးလည်းရှိတယ်အထူးဖိတ်ကြတာတဲ့ဧည့်သည်တွေလည်းဝင်ကြည့်ရရှိတာဖြစ်တဲ့အတွက်ထိုင်ကုန်ရေတွက်များလေလေ ကောင်းလီလေးပဲဒါကြောင့်အားစိတ်နေတဲ့လာမယ့်နှစ်မှာအကောင့်နဲ့ဖော်မယ်လို့တော့ကျွန်တော်ထင်တယ်လုံးတင်တာကိုလုံးနေတဲ့အတင်းတောင်ရှိတယ်တကယ်ကျေးဇူးတင်တယ်တခုလေးပဲအိုက်တာနဲ့တားတပည့်တွေဒီယာတီမှာအတင်းရဲ့အချိန်ဝါနဲ့အကန့်ညီတဲ့စူဖလားတွေရယူသွားနိုင်မလားစောင့်ကြည့်သွားတော့မှာပါအဆုံးထိကြည့်တယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ